ဘုရားဘာသာဖြစ်ရန်အခြေခံတရားဘုရားဘာသာဖြစ်ဖို့အတွက်တရားနဲ့ပညာဘယ်ဟာက အခြေခံဖြစ်တယ်လဲဆိုတာဒီနေ့ရှင်းလင်းပြီးတော့ဟောပြောကြရအောင်အခြေခံကိုရှာဖွေတဲ့အခါမှာရှုတော့အမျိုးမျိုးတော့ရှိမှာပါဘော ရှုထောင့်အမျိုးမျိုးကနေပြီးတော့ဘုရားဝါဒဖြစ်ဖို့အခြေခံတရားဟာပါလေတဒါလားပညာလားလို့ဆိုတဲ့အခြေခံအဲ့ဒီတဘာဝနှစ်ခုကိုတည်တည်ချာချာစဉ်းစားပြီးတော့ကြည့်တဒါဆိုတာယုံကြည်တာကိုပြောတာနော်ပညာဆိုတာတဘာဝတရားတွေကိုမှန်မှန်ကန်ကန် စင်စင်ဆာဆာကွဲကွဲပြားပြားသိတဲ့အသိဉာဏ်ကိုပြောတာအဲ့တော့ဘုရားဘာသာဖြစ်ဖို့အခြေခံတရားဟာယုံကြည်မှုဆိုတာအဓိကလားအသိပညာဆိုတာအဓိကလားလို့ပြောမယ်ဆိုလို့ရှိရင်တော့ရှုတော့အမျိုးမျိုးတော့ရှိမှာပေါ့ဒီကနေ့ရှုတော့ကဒီတရားကိုရှင်းလင်းဟောပြပြီးတဲ့အခါမှာ တရားကအခြေခံတာလားပညာကအခြေခံတာလားဆိုတာကိုကွယ်ကွယ်ပြားပြားမှတ်သားကြရမှာဖြစ်တယ်နော်ဘုန်းကြီးတို့ငယ်စဉ်တုန်းကဥပိ္ပဇေဆရာတော်ကြီးရဲ့ရှေ့မောင်မှာလူတွေကတရားအားနေလို့မမရွင်ရွင်ဖြစ်တယ်လို့ဒီလိုလျှောက်ထားတဲ့အခါမှာဆရာတော်ကြီးကပြင်ပေးတယ် တရားမဟုတ်ဘူးပညာတဲ့အဲ့ဒီကလေးကခေါင်းထဲမှာစွဲသွားတယ်။အော်အခြေခံအကြောင်းတရားဟာတရားဆိုတာမဟုတ်နိုင်ဘူး။ပညာကသာလည်းအဓိက ဖြစ်တယ်လို့ကဲစဉ်းစားကြည့်ဖို့တရားဒီဘုရားဘာသာဖြစ်ဖို့အခြေခံလို့ပြောမယ်ဆိုလို့ရှိရင် ီကနေ့ခေတ်ဘာသာကြီး၅မျိုးဗုဒ္ဓဘာသာဝင်ပါဝင်ဘာသာတွေ၅မျိုးကဗတ်ဘာသာကြီးတွေရှိအဲ့ဒီကဗတ်ဘာသာကြီးတွေကိုဂျုံကြည်ကိုးခွေနေကြတဲ့ပုဂ္ဂိုလ်တွေရောတရားမရှိဘူးလားလို့ပြောမယ်ဆိုရင်နော်တရားဆိုရဲပါဠိစကားလုံးကတော့ကောင်းတဲ့ဘက်မှာပဲတုံးတယ် သို့တော့ဒီနေရာမှာယုံကြည်မှုဆိုတဲ့စကားလုံးနဲ့ပဲအသုံးပြုရအောင်အထသလိနီထေကရာမှာတော့ဘာသာကြားတွေသူတို့ဆရာတွေပေါ်သူတို့ကိုးကွယ်တဲ့ဖရာသူတို့ကိုးကွယ်တဲ့တရားသူတို့ကိုးကွယ်တဲ့ဆရာတွေကိုယုံကြည်တာကိုတတ်တာလို့မခေါ်ဘူးလို့အထသလိနီကဒီလိုဆိုတယ်ပေါ့သို့တော့ယုံကြည်မှုမှန်သမျှဟာ သဒ္ဒါလို့ပြောလို့တော့ရတယ်သဒ္ဒါနဲ့အလားတူတဲ့အင်္ဂလိပ်စကားလုံးတစ်လုံးက faith လို့ပြော faith ဆိုရင်ယုံကြည်ချက်လူတွေကယုံကြည်မှုကိုအခြေခံပြီးတော့ဘာသာတရားကိုကိုးကွယ်ကြတယ်တမန်အားဖြင့်ယုံကြည်တယ်ဆိုတဲ့စကားလုံးရဲ့နေရာမှာကြည့်နေ အသိပညာမပါတဲ့ယုံကြည်မှုအသိပညာပါတဲ့ယုံကြည်မှုပါဠိဘာသာမှာလည်းခွဲထားတာရှိတယ်မုဒ္ဒပတ္တနာတဲ့အချင်းကြီးယုံကြည်တာပညာကင်းမဲ့တဲ့ယုံကြည်မှုမုဒ္ဒပတ္တနာအဲ့ဒီမုဒ္ဒပတ္တနာလို့ဆိုရဲ blind faith ဟာအနည်းများတယ်အနည်းများတယ်ဒါကြောင့်မို့ ။အိန္ဒိယ၅ပါးထဲမှာတတ္တာနဲ့ပညာဆိုတာနှစ်ခု။ပရမတ္ထဆက်ခုကျမ်းကိုရေးတဲ့ဒီပရင်ဆရာတော်ကြီးကတတ္တာကိုပညာစောင့်မှလမ်းဖြောင်းတယ်တဲ့။ပညာကိုလည်းတတ္တာစောင့်မှလမ်းဖြောင်းတယ်။တတ္တာနဲ့ပညာဒီနှစ်ခုဟာတခုတခုအစွန်းထွက်သွားလို့မရဘူး။ ညှိနိုင်ရမယ်လို့ဒီလိုဆိုတာပေါ့တရားလွန်သွားရင်လည်းလက်မှမရောက်ဘူးပညာလွန်သွားရင်လည်းကောက်ကျစ်ဆင်းလဲသူဖြစ်သွားတယ်ဒါကြောင့်မို့တတ္တနဲ့ပညာနှစ်ခု ထိန်းကြီးရမယ်ဆိုတဲ့စကားကိုထောက်ထားကြည့်မယ်ဆိုရင်တော့ပညာမပါတဲ့ယုံကြည်မှုတွေဟာတခြားဘာသာဝင်တွေမှာ ှိနိုင်တယ်လို့ပြောလို့ရတယ်ပေါ့ရှင်မဘုရားကအထာတာလေးနေမှာရေးတာတော့တဏမဟုတ်ဘူးတဏလို့ဒီလိုရေးသွားတိုးတော်လေးယုံကြည်မှုဆိုတာတဏလို့ပဲပြောရမှာပဲပေါ့အဘိဓမ္မာမှာတတိလို့ဆိုတာလေအကောင်းဘက်မှာပဲတုံးတယ် သို့သောမိစ္ဆာတတိမရှိဘူးလားလို့ဆိုတော့အဲ့ဒီတတိဆိုတဲ့နာမည်နဲ့သုံးတာတော့ရှိတယ်။သို့သောဒီတတိစေတသိမဟုတ်ဘူးလို့ဒီလိုဆိုပြနေ။တဏ္ဍာလို့တော့သုံးတယ်သို့သောဒီတဏ္ဍာမဟုတ်ဘူးလို့ဒီလိုလဲဆိုပြန်။အတန်အားဖြင့်ပြောမယ်ဆိုလို့ရှိရင်ဘုဒ္ဓပတ္တနာဆိုတဲ့မာယွင်းတဲ့တဏ္ဍာတရားပညာရဲ့ထင်ကွက်မှုမရှိတဲ့တဏ္ဍာတရားတတ္တာယုံကြည်မှုတတ္တာ အဝထုတ်သမိန်ပတိရတိမကြည်ညိုရမယ့်နေရာသွားပြီးကြည်ညိုမိတတ်တယ်လို့သူတို့ဆိုတာပေါ့ဒါကြောင့်မို့ပညာဆောင်မှလမ်းလျှောက် blind faith လို့အင်္ဂလိပ်လိုခေါ်တယ်မျက်ကမ်းယုံကြည်မှုဆိုတာအဲ့တော့ဗုဒ္ဓဘာသာကိုယုံကြည်တာဟာမျက်ကမ်းယုံကြည်မှုနဲ့ဆိုင်သလားပညာကင်းမဲ့တဲ့ယုံကြည်မှုလားလို့ဗုဒ္ဓဘာသာဖြစ်ဖို့အခြေခံရှာကြည့်ရအောင် တရားလားပညာလားလို့ဒီနှစ်ခု ရှာကြည့်တဲ့အခါဘယ်ဟာကအခြေခံကြတယ်လဲပညာဆိုတာအရာရာဆင်ခြင်စဉ်းစားပြီးကွဲကွဲပြားပြားစစ်စစ်ဆေးဆေးသိရှိနားလည်သဘောပေါက်တော့ဒီလိုဆိုလိုတာပေါ့အဲ့ဒီတော့ ဘုရားဘာသာဖြစ်ဖို့တရားနဲ့ပညာဟာဘယ်ဟာကအခြေခံတရားလဲလို့ဆိုလို့ရှိရင်ပညာသီတာလင်အခြေခံတရားလို့ပြောရဘာကိုထောက်ထားပြီးတော့ပြောတာလဲလို့ဆိုလို့ရှိရင်ကံကံဤအကျိုးသိမြင်တာကံကံဤအကျိုးယုံကြည်တာကိုလည်းတရားလို့ဒီလို ဖွင့်ဆိုတာတွေရှိတယ်သို့တော့ ကံဒီတာလင်မိမိဥစ္စာလို့ဆိုတာကြတော့တရားလို့ပြောတာမဟုတ်ဘူးတမ္မာဒိဋ္ဌိကမ္မတကတာတမ္မာဒိဋ္ဌိကံတာလင်မိမိဥစ္စာဆိုတာကအဓိပ္ပာယ်ကကိုလုံးတဲ့ဟာကိုနဲ့သာသက်ဆိုင်ကိုမှသာတာဝန်ရှိတယ်လို့ဒီလိုဆိုလိုတာကိုလုံးတဲ့ကံကိုမှသာတာဝန်ရှိကိုလုံးထားတာကိုပဲအမွေခံရမယ်ရသော်ဗျာဟောတဲ့ပါဠိတော်မှာရှိတယ် ကမ္မတကတတ္တကမ္မဒါယတာသရဝတိဆိုတာကိုလုတ်တဲ့ကံကိုနဲ့သက်ဆိုင်ကိုလုတ်တဲ့ကံရဲ့ပြီးတဲ့အမွေကိုကိုပဲခံရယံကမ္မံဂရိတန္တိကလျာဏဝါဘာဝကံဝါတတ္တကမ္မတဒါယတာဘဝိတ္တမစဉ္ညစဉ္နာခိုင်းတာကောင်းတဲ့အလုပ်ပဲဖြစ်ဖြစ်မကောင်းတဲ့အလုပ်ပဲဖြစ်ဖြစ် ကုသိုလ်ကံပဲဖြစ်ဖြစ်အကုသိုလ်ကံပဲဖြစ်ဖြစ်ကိုလုံးတဲ့ကံတရားရဲ့အမွေကိုကိုခံရမှာကိုခံယူရမှာပဲဖြစ်တယ်အဲ့တော့ကိုလုံးတာကိုခံရတယ်လို့ဆိုတာယုံကြည်ချက်လားအသိပညာလားလို့ပြောရင်အသိပညာလို့ဆိုရမှာဒါကြောင့်မို့တမ္မာဒိဋ္ဌိဆိုတဲ့စကားလုံးနဲ့တွဲပြီးတော့သုံးတာကမ္မတက္ကတာတမ္မာဒိဋ္ဌိ တမာဒိဋ္ဌိဆိုတာမမှန်ကန်ကန်မြင်ခြင်းပညာကိုရည်ညွှန်းတဲ့စကားအမှန်ကန်ကိုရည်မြင်တယ်တခါတည်းဟန်ကြတော့မြင်တယ်ဆိုတာကို ပိုနားလဲအောင် understanding လို့ဒီလိုဘာသာပြန်တာဟာနားလဲခြင်းလို့ဒီလိုဆိုတယ်နားလဲခြင်းသဘောပေါက်ခြင်းသိခြင်းမြင်ခြင်းဆိုတာအသိပညာရဲ့စကလုံးနေပဲပေါ့ အသိပညာကိုရည်ညွှန်းတဲ့စကားလုံးတွေဒါဖြင့်ကံရှိတယ်လို့သိတာကံတရားရှိတယ်လို့သိတာရဲ့ကံတရားရဲ့အကျိုးရှိတယ်လို့သိတာရဲ့ဒီနှခုကိုတချို့သောကျမ်းဂန်တွေမှာတထာလို့ဖွင့်မိမယ်လို့သမာဓိဋ္ဌိနဲ့တွဲဖက်ပြီးတော့သုံးတဲ့အခါကြတဲ့အခါတထာကို ပြောတာမဟုတ်ဘူး မင်္ဂနဲ့အမြင်တစ်ခုပြောတာလို့ဒီလိုပြောမှာမင်္ဂနဲ့အမြင်တစ်ခုပြောအဲ့တော့ဘုရားဘာသာဖြစ်ဖို့ရတဲ့အ ਨੇ ဆုံးကမ္မတကတာတမ္မာဒိဋ္ဌိဆိုတာရှိရမယ်ဆိုလိုတာကကမ္မဝါဒီကိရိယာဝါဒီဘုရားဆိုသူဟာကမ္မဝါဒီကံရှိတယ်လို့ဟောပြောတယ်ကိရိယာဝါဒီ ကံရှိသည့်အတွက်ကြောင့်ကံကိုလုပ်လို့ရတယ်လို့ဟောပြောတယ်။ကမ္မဝါဒီကိရိယာဝါဒီကုသကံအာဟုတုကံဆိုတာရှိတယ်။ကုသကံအာဟုတုကံကိုလုပ်လို့ရတယ်ရှိလို့လုပ်လုပ်လုပ်ရင်ဖြစ်တယ်။လုပ်တဲ့အတိုင်းကုသဖြစ်တယ်အာဟုတုဖြစ်တယ်။ကမ္မဝါဒီကိရိယာဝါဒီဆိုတဲ့အဲ့ဒါ ဗုဒ္ဓဘာသာဖြစ်ဖို့အတွက်အ ਨੇ စုံကမ္မဝါဒီဖြစ်ဖို့လိုအပ်တယ်ဝိနည်းမဟာဝဂ္ဂပါဠိမှာကြည့်မြတ်စွာဘုရားကဘာသာမတူတဲ့ပုဂ္ဂိုလ်တူတူရဗုဒ္ဓဘာသာအဖြစ်ဈာန်ဘဝခံယူမယ်ဆိုလို့ရှိရင် အညတိဋ္ဌိယပရိဝါဒဆိုပြီးလေးလစောင့်ကြည့်ခြင်းကိုခံရလိုက်နာကျင့်သုံးစရာတွေကိုလိုက်နာကျင့်သုံးရမယ်လေးလဆိုင်းငံ့ထားပြီးတော့ဘုရားဘာသာအပေါ်မှာစိတ်ဝင်စားတာစိတ်ဝင်စားတဲ့အတိုင်းလိုက်နာကျင့်သုံးနေတာဟုတ်မဟုတ်ဒါတွေကိုစစ်စစ်လေးလာဖို့ရတဲ့လေးလဆိုင်းရမယ်လို့ပြောဆိုတာနော် အဲ့လိုလေးလဆိုင်းပြီးတော့မှကျင်းနှက်လောက်တဲ့အဖြေရပြီဆိုတော့ရဟန်းခံဝင်ပေးတယ်။ဧကမဝါဒီငကိုယ်တဲ့အကမဝါဒီကိရိယဝါဒီဆိုလို့ရှိရင်တော့လေးလပရိဝါဒဆောင်းဆိုင်းကျင့်သုံးစရာမလိုဘူးတဲ့။တခါလေးခွင့်ပြုလိုက်တယ်။အဲ့ဒါကိုထောက်ထားကြည့် ဘုရားဝါဒဖြစ်ဖို့အတွက်ကမ္မဝါဒဖြစ်ဖို့အရေးကြီးတယ်ဘုရားဝါဒဖြစ်လာပြီးတဲ့နောက်မှာတောင်မှပဲလောကီမင်္ဂလာကို လက်ခံယုံကြည်ပြီးဒီဘူးဆိုရင်ဘုရားဝါဒဝင်အညံ့ဖြစ်သွားဘုရားဝါဒလို့နာမည်ခံတော်လဲပဲဘုရားဝါဒအညံ့ မင်္ဂလံပစ္စေတိနောကံမင်္ဂလာလို့ဆိုတဲ့လောကီမင်္ဂလာလောကီမင်္ဂလာယုံကြည်တယ်ဆိုတာဒီကနေ့ခေတ်မှာထူးဆန်းမဟုတ်ဘူးညမာလူမျိုးတွေလည်းလောကီမင်္ဂလာတွေကိုယုံကြည်တဲ့အတိတ်တွေရှိတယ်ပေါ့ဟောယုံကြည်ပြီးတော့ကံတရားကိုဒီလောက်မယုံကြည်တဲ့သဘောဆန်းဆန်းနေရှိတယ်ဘာတွေတုံးလို့ပြောရမလဲဆိုရင် ရှင်မင်းဆိုင်ရင်နေခြင်းညခြင်းကြီးပွားတယ်။ကြံမင်းဆိုင်ရင်အကြောင်းအကြံအောင်းတယ်လို့ဘုရားလူတော်တောင်ကြံလူတယ်နော်။အကြံစီအောင်းညင်တာတဲ့။အဲ့ဒါလောကီမင်္ဂလာယုံကြည်တာလို့ခေါ်တယ်။ကံကိုမယုံကြည်ဘူး။ကံယုံကြည်တယ်ဆိုတာကိုလုပ်တဲ့အလုပ်ဟာကောင်းပြီးတော့အပြစ်ကင်းတဲ့အလုပ်လား။ကုသိုလ်အလုပ်လားအကုသိုလ်အလုပ်လားဒါပဲကြည့်ရအောင်။ ပန်းမိလူရင်ပင်မမယ်ကြာလူလို့ရှိရင်ကြံ့ကြတယ်ဆိုတဲ့အတွေးတွေဟာဘုရားဗဒဝင်ရဲ့အတွေးမဟုတ်ဘူးမာယွင်းနဲ့အယူဆတွေရှိတဲ့ပုဂ္ဂိုလ်တွေရဲ့အတွေးမျှသာဖြစ်တယ်ဟောဒါလည်းတတိထားစရာပဲကောတုဟလမင်္ဂလီကောတဲ့အများအုပ်အုပ်ကြက်ကြက်ပြောနေတဲ့လောကီမင်္ဂလာတွေကိုလိုက်စားတဲ့ပုဂ္ဂိုလ် ဲ့ဒီပုဂ္ဂိုလ်မျိုးမဖြစ်ရဘူးကံတရားကိုအဓိကထားမယ်သောကိမင်္ဂလာကိုယုံကြည်တဲ့ပုဂ္ဂိုလ်မဖြစ်ရဘူးလို့ဆိုတော့ဒါလည်းပညာရည်တည်နဲ့ဆိုင်ဒီပညာနဲ့ဆိုင်ဒါကြောင့်မို့ကံတရားရှိတယ်လို့သိတာကံတရားရဲ့အကျိုးရှိတယ်လို့သိတာတမ္မာဒိဋ္ဌိလို့ပြောတာပဲ။ မတကတသမာဓိဋ္ဌိရှိနေစရိုက်7ပါးထဲမှာမနောဓုစရိုက်3ပါးဆိုတာရှိမနောဓုစရိုက်3ပါးဆိုတာဘာလဲအဘိစ္စာ ပြာပါဒမိစ္ဆာဒိဋ္ဌိအဲ့ဒီမှာ မိစ္ဆာဒိဋ္ဌိဆိုတာဘာလဲ မေဆာဒိဋ္ဌိဆိုတာတထာဘုပြောတာမဟုတ်ဘူးမာယွင်းနဲ့အမြင်တစ်ခုကိုပြောတာအဲ့ဒီမာယွင်းနဲ့အမြင်ရဲ့ဆန့်ကျင်မဲ့နောက်တစ်ခါပြောတော့တမ္မာဒိဋ္ဌိလို့ပြောမေဆာဒိဋ္ဌိနဲ့တမ္မာဒိဋ္ဌိဘုရားဘာသာဝင် ဖြစ်ဖို့အတွက်တမ္မာဒိဋ္ဌိဖြစ်ဖို့လိုတယ်ဒီဆိုတာပေါ့နော်တမ္မာဒိဋ္ဌိဖြစ်ဖို့လိုတယ်တမ္မာဒိဋ္ဌိဆိုတာအခြေခံဆက်ချက်ပေါ်မှာ

အကရိယဒိဋ္ဌိတို့နတ္ထိကဒိဋ္ဌိဆိုလိုတာနတ္ထိကဒိဋ္ဌိကိုဆိုလိုတယ်နိစ္စဒိဋ္ဌိဆိုဒီနေရာမှာနတ္ထိကဒိဋ္ဌိနတ္ထိကဒိဋ္ဌိကိုယူလိုက်ရင် အကရိယဒိဋ္ဌိဆိုရတယ်ပါသွားတယ်ဆိုလိုတာကံနဲ့ကံရဲ့အကျိုးကံရဲ့အကျိုးကိုညင်းပယ်တာကံတရားရဲ့အကျိုးကိုအတိမတ်မပြုတ်တာမပြုတ်ခြင်းအပြင်ကံတရားကိုလည်းအတိမတ်မပြုတ်ဘူးဆိုတဲ့အသေးပဲရောက်တယ် အကျိုးကိုအတိမတ်မပြုဘူးဆိုရင်အကြောင်းကိုလည်းအတိမတ်မပြုရရောက်ဒါကြောင့်မို့ဒီနေရာမှာမိစ္ဆာဒိဋ္ဌိဆိုတာအကရိယာဒိဋ္ဌိအဟိတုကဒိဋ္ဌိနတ္ထိကဒိဋ္ဌိဒီသုံးခုပြောလို့တာနော်အဲ့ဒီအယူရှိနေလို့ရှိရင်အဲ့ဒီမိစ္ဆာဒိဋ္ဌိရှိနေလို့ရှိရင်ဘုရားဗဒံဖြစ်ဘူးအဲ့ဒါတက္ကရာဒိဋ္ဌိရှိုံနဲ့တော့ဘုရားဗဒံဖြစ်ပါတယ် ဘုရားတရားတော်တွေနိုင်ရင်နိုင်ရနေကံနဲ့ဒီအ ਨੇ ဆုံးကမ္မတက္ကတာသမာဓိတ္တိရှိရတက္ကရာဒိဋ္ဌိဆိုတာတော့ယုတ်တရားနံတရားသာရှိတယ်ဆိုတဲ့အတိတုဒ္ဓမယဉာဏ်ရထားပြီဆိုရင်ဒီတက္ကရာဒိဋ္ဌိဟာပရိယုဌာဏမဖြစ်ဘူးထကြွပြီးစိတ်ထဲမှာလွှမ်းမိုးနေတာမရှိဘူးဆိုလို့ရှိရင်ဆိုလိုတာကယောဂဟာ activate မဖြစ်ဘူးထားကြွပြီးတော့ယောဂါကကိုယ်ကိုမတိုက်ခိုက်သေးဘူး positive တော့ရှိဖြစ်နေတယ်ဆိုပါစို့ခုခေတ်သင်ရှားအောင်ပြောရမယ်ဆိုရင်ခုခေတ်တော်တော်များများ ပြန့်နှံ့သွားတယ် HIV ဆိုရင်ယောဂါဖြစ်သို့မဟုတ်စီပိုးဖြစ်ပိုးဒါဟုတ်ကြည့်စီပိုးဖြစ်ပိုးဆိုတာတွေးတဲ့မှာ အဲ့ဒီ hyperdetic C ဆိုတာရှိနေရှိနေတာကို positive လို့ပြောတယ်။သွေးသွားစမ်းတဲ့အခါမှာဆရာဝန်ကဖြေလုပ်လိုက်တယ် positive HIV positive C ပို positive ဒီလိုရေးလိုက် positive ဆိုတာရှိနေတယ်လို့ပြောတာရှိနေုံနဲ့အန္တရာယ်ပေးပြီလားလို့ဆိုမပေးသေးဘူး HIV ရှိနေုံနဲ့အန္တရာယ်မပေးသေးဘူး ကျမရေကြီးဦးဆိုင်ပြီးတော့နေမယ်ဆိုလို့ရှိရင်10နှစ်15နှစ်ဒီလိုကျမ်းမြတ်မှာနေသွားလို့ရတို့တော့ activate လို့ခေါ်တယ်သူကနေပြီးတော့ပွားလာပြီး노ထပြီးလှုပ်ရှားလာပြီးဆိုလို့ရှိရင်တော့အန္တရာယ်ကြီးပေါ့အန္တရာယ်ဖြစ်လာပရိယုဌာနာဖြစ်လာ positive ဆိုတာအနုတရားနဲ့အလားတရာတူတယ် activate ဆိုတာပရိယုဌာနာကိုပြောတာ ထကြွလာပြီဆိုရင်တော့ကိုယ်တိုက်ခိုက်လာတက်ခိုက်လာရင်တော့အန္တရာယ်ရှိလာပြီ HIV ကအိတ်ယောဂဖြစ်လာပြီဟောတိုက်ခိုက်လာပြီဆိုရင်အဲ့လိုပြောဒီလိုဆိုတာနော်အဲ့ဒါကြောင့်မလို့တက္ကရာဒိဋ္ဌိက positive ဖြစ်နေုံနဲ့တော့တက္ကရာဒိဋ္ဌိ positive တန်းလန်းနဲ့ပဲလူပြေရောက်လိုက်နတ်ပြေရောက်လိုက် နောက်ဆုံးမြမပြေတောင်ရောက်သွားတယ်လေပကပြမကြီးလိုပဲကြည့် ဒါတွေကလွဲမသွားတတ်တယ်။စာထဲပေထဲမှာတည်တည်ချာချာဆုပ်ထားတာကိုမလွဲမဘူး။မနောဓုစရိုက်မှာပြောတဲ့မိစ္ဆာဒိဋ္ဌိဆိုတာနတ္ထိကဒိဋ္ဌိကိုခြေခံပြောတာ။နတ္ထိကဒိဋ္ဌိပြောလိုက်တာနဲ့အဂရိယဒိဋ္ဌိဆိုတာလည်းပါသွားတယ်။အာယတုကဒိဋ္ဌိဆိုတာလည်းပါသွား။ကံဤကျိုးညင်းပယ်လိုက်တာနဲ့ကံကိုလည်းညင်းပယ်ပြီးသားရောက်သွားတယ်။ကြောင်းတရားကိုလည်းညင်းပယ်ပြီးသားရောက်သွားတယ်။အဲ့ဒါကဒုစရိုက် အဲ့ဒါတော့အန္တရာယ်ရှိတယ်လို့ဆိုတာပေါ့နော်အဲ့တော့ဘုရားဘာသာဖြစ်ဖို့ကမနောတုစရိုက်လို့ဆိုတဲ့တမ္မာဒိဋ္ဌိရှိဖို့တမ္မာဒိဋ္ဌိဆိုတာပညာပဲလေသရမဟုတ်ဘူးအဲ့တော့တမ္မာဒိဋ္ဌိဆိုတာအချက်ဆယ်ချက်ပေါ်မှာအခြေခံတယ်ဆိုတာပါလေအဋ္ဌိဒိဏအဋ္ဌိယိတ်တံအဋ္ဌိဟုတံသုံးခု အလူဒါနပြုတာနဲ့ပတ်သက်ပြီးတော့အဋ္ဌိဒါနဒါနရှိတယ်လို့ပြောတာမဟုတ်ဒါနရှိတယ်လို့ပြောလိုက်တာဒါနရဲ့အကျိုးရှိတယ်လို့ပြောတာပဲစကလုံးကိုကြည့်မယ်ဆိုရင်ဒိဏံပိလူအပ်တဲ့အရာဒီအဋ္ဌိရှိတယ်ခုတံပူဇော်အပ်တဲ့အရာဒီအဋ္ဌိရှိတယ်ဆိုလိုတာကတော့ဒိဏံပိလူခြင်းရဲ့အကျိုးတရားဒီအဋ္ဌိရှိတယ်ဒီလိုဖွင့်တာ ဟုတံပူဇော်ခြင်းအကျိုးတရားရှိတ်ထအကြီးအကျယ်ပူဇော်ခြင်းအကျိုးတရားအထည်ရှိတယ်ဒီလိုရှိတယ်လို့မြင်တဲ့အမြင်ရှိဖို့လိုတယ်ဘုရားဘာသာဖြစ်ဖို့အတွက်ဒါဟာခြုံပြောမယ်ဆိုရင်ကမ္မဝါဒီကရိယာဝါဒီကံကံရဲ့အကျိုးလက္ခဏာကိုဆိုလိုတယ်နော်ဘုရားဘာသာဖြစ်ဖို့ကံကံရဲ့အကျိုးကိုသိမြင် လက်ခံမှုဟာအခြေခံအကြောင်းတရားလို့ဒါကြောင့်ပြောတာ ကံကံဤအကျိုးကိုညှင်းပယ်နေလို့ရှိရင်တော့ဘုရားဘာသာဖြစ်ဘူးဘုရားဘာသာဖြစ်ဖို့အခြေခံမလုံးလောက်ဘူးလို့ဒီလိုပြောအဲ့ဒီမှာဆယ်ချက်ဆိုတာလေးကိုမှတ်ဖို့အဋ္ဌိဒိဏ္ဏအဋ္ဌိယိဋ္ဌံအဋ္ဌိဟုတံယိဋ္ဌဆိုတာအကြီးကျယ်ပူဇော်မှုဟုတဆိုတာတမန်ပူဇော်မှုကျိုးတရားတွေရှိတယ်လို့လက်ခံတယ်သိမြင်တယ်တမာဒိဋ္ဌိ အဋ္ဌိတုက္ကတဒုက္ကတနံကမ္မနံဖလံဝိပါကောတုက္ကတဒုက္ကတကောင်းစွာပြုအပ်တဲ့ကုသိုလ်ကောင်းသဖြင့်ပြုအပ်တဲ့အကုသိုလ်ကုသိုလ်အကုသိုလ်တို့ရဲ့အကျိုးရင်းအကျိုးဆက်ဆိုတာရှိတယ်လို့သိတယ်ဉာဏ်ပညာသမာဓိဋ္ဌိအဋ္ဌိပရောအဋ္ဌိအယံလောကောအဋ္ဌိပရောလောကောဒီလောကဆိုတာရှိတယ်ပရလောကဆိုတာရှိတယ် အဋ္ဌိမာတာအဋ္ဌိပိတာအမေရှိတယ်အဖေရှိတယ်ဆိုအမေဖေကိုအတိမတ်ပြုတယ်လို့ပြောတာအမေဖေကိုအတိမတ်ပြုသဖြင့်အမေဖေပေါ်မှာပြုစုလို့ကြွေးတဲ့ကုသတရားအမေဖေကိုစော်ကားတဲ့အကုသတရားအကျိုးရှိတယ်လို့လက်ခံတာဆိုလိုတယ်အဋ္ဌိတတ္တဥပပတိကတည်ပြီးတဲ့နောက်ပြန်ဖြစ်တဲ့တရားရှိတယ်လက်ခံတယ် အဋ္ဌိတမနာပြမနာသမက္ကတာပမ္မပရိပတ်မှန်ကန်စွာသိပြီတဲ့အကျင့်မှန်နဲ့လမ်းမှန်ကျင့်သုံးလို့အောင်ရင်ပြောင်းရင်ပေါက်ရောက်ပြီးတော့ဒီလောကကြီးကိုထူးခြားတဲ့အသိဉာဏ်နဲ့သိပြီးဟောနိုင်တဲ့ဖရာဆိုတာရှိတယ်လို့ဟောအဲ့ဒီလိုအချက်ဆက်ချက်ပေါ်မှာအခြေခံပြီးတော့သိမြင်တဲ့အသိဉာဏ်ကိုသမာဓိဋ္ဌိလို့ခေါ်တာဒီနေရာမှာသမာဓိဋ္ဌိလို့ခေါ် အဋ္ဌိကသမ္မာဒိဋ္ဌိလို့ခေါ်တယ်။အဲ့ဒီအဋ္ဌိကသမ္မာဒိဋ္ဌိဒီဘုရားဘာသာဝင်ဖြစ်ဖို့ဘုရားဘာသာဖြစ်ဖို့အခြေခံအကြောင်းတရားလို့ဒီလိုပြောတာ။မြတ်စွာဘုရားနဲ့ခစ်ပြိုင်ပွင့်ပေါ်ပေါက်လာခဲ့တဲ့ခစ်ပြောခစ်ပြိုင်ပေါ်လာတဲ့ပူရဏကတ္တဝဆိုတဲ့ဆရာကြီးကကံတရားကိုညှင်းပယ်တဲ့ပုဂ္ဂိုလ်ကြီးတူပါ နော်တမန်အပြင်ဘုရားဘာသာတွေအနေနဲ့ကတော့ဒါမထူးဆန်းဘူးလို့ကံကံဤအကျိုးသိတယ်ဆိုတာကိုယ့်ဟာကိုယ်အလိုလျောက်သိနေတယ်လို့ထင်နေကြတာမဟုတ်ဘူးဘုရားတရားတော်ကိုနားလာလို့နားထားရလို့ဘုရားဘာသာဝင်မိဘတွေကဆရာသမားတွေကဆရာတော်တန်ဃာတော်တွေကရှင်းပြထားလို့ကံကံဤအကျိုးလက်ခံနေတာကိုယ့်ဟာကိုယ်သိတယ်အသိမဟုတ်ဘူးကြည့်လေ ပူရဏကတ္တဘာတို့လူဟာမျိုးနဲ့တွေ့ဘယ်လိုလုပ်ပူရဏကတ္တဘာကသူ့ဝါဒပါပြောနတ္ထိပပံနတ္ထိပပတ္တအာအာဂမောတဲ့မကောင်းဘူးဆိုတာမရှိဘူးတဲ့မရှိသည့်အတွက်ကြောင့်ဘာအကျိုးမှမလာဘူးအကရိယဝါဒမကောင်းဘူးဆိုတာလုံးလို့မရဘူးတဲ့လုံးလို့မဖြစ်ဘူးလုံးလို့မရဘူးတဲ့ လူတွေကလှုပ်လို့ရတယ်ထင်နေတာလှုပ်မရဘူးတဲ့စိတ်ကထင်တာသာရှိတယ်အကရိယာဆိုတာလှုပ်လို့မရဘူးလို့ပြောတာအကုသိုလ်ဆိုတာလည်းလှုပ်မရဘူးကုသိုလ်ဆိုတာလည်းလှုပ်လို့မရဘူးဘာဖြစ်လို့တော့ကုသိုလ်အကုသိုလ်ရှိမှမရှိတာမရှိတာဘယ်လိုလှုပ်လို့ဒီလိုဆွတ်လို့တာပေါ့နော်သူကငင်းပေတာကြည့်တယ်အဲ့ဒီဝါဒဟာတစ်ချိန်တုန်းကအိန္ဒိယနိုင်ငံမှာဖြန့်ဖြူခဲ့တဲ့ဝါဒပဲ နတ္တိပါပံနတ္တိပါပတအာဂမောနတ္တိပုံဉ္ဏနတ္တိပုံညတအာဂမောအာဟုသူဆိုတာမရှိဘူးအာဟုသူရဲ့အကျိုးလည်းမလာဘူးမဖြစ်ပေါ်လာဘူးကုသိုလ်ဆိုတာလည်းမရှိဘူးကုသိုလ်ရဲ့အကျိုးလည်းမရှိဘူးလှုပ်လို့လည်းမရဘူးလူတွေကလှုပ်ရတယ်လို့ထင်တာသူကဘယ်လောက်ထိအောင်ရှင်းပြတော့ဆိုတတ်နိုင်လို့တဲ့သူများအသက်တွေတတ်လူသားလက်နဲ့ကြီးထွင်း တင်နှုံးဆက်ကြီးထွင်ပြီးတော့ရှိသမျှသတ္တဝါတွေကုန်တတ်ပြီးအသားပုံကြီးပုံထားတောင်မှပဲပါဏတိပတ္တကံမထိုက်ပါဘူးလို့ဟောတာ။လောက်ဆိုးတဲ့ဝါဒလဲဆိုစဉ်းစားကြည့်။အဲ့ဒီအကုသိုလ်အကျိုးသူမခံရဘူးတဲ့။ဘာလို့ဆိုရှိမှမရှိတာ။ဒီလိုပြောတာ။အေးကောင်းတဲ့ဘက်ကိုပြောပြတော့လေတတ်နိုင်လို့မင်းလို့မလူတန်းနေလို့တိလာတွေစောင့်တည်ကမ္မထံဘာဝနာတွေပွားများ ုသိုလ်ကောင်းမှုတွေလှုပ်ချင်သလောက်လှုပ်မဟာကျိုးမှမရအကရိယဝါဒအဲ့ဒီလိုဟောတဲ့ဝါဒတွေကရသော်ဘုရားမပွင့်ခင်ကလူသားတွေရဲ့ချားမှာဖြန့်ပြူးထားတာဖြန့်ပြူးထားတာဖြန့်ပြူးထားတယ်မှိုင်းတိုက်ထားတယ်လောကလူတွေဟာကိုလှုပ်ချင်တာလှုပ်လို့ရတယ်ဆိုရင်ကျင့်တတ်တယ်လေ လူဆိုတာအကုသိုလ်မဖြစ်ဘူးဆိုလဲတိုက်တယ်လေလူကအကုသိုလ်ဖြစ်ရင် ကြောက်တယ်ပေါ့ပဲငယ်ရဲ့ခံရမှာဆိုကြောက်တယ်ကြောက်လို့မလုပ်တယ်အေးအကုသိုလ်ဆိုတာမရှိဘူးအပဲငယ်ရဲ့ကြတယ်ဆိုတာမရှိဘူးလို့ဒီလိုပြောတဲ့အခါကျရဲတာပေါ့လုံရဲတာပေါ့ လူဆိုတာလှုပ်ချင်တာလှုပ်ဆိုလို့ရှိရင်လှုပ်ချင်တာအကောင်းမဟုတ်ဘူးမကောင်းတာတွေပဲလှုပ်ချင်တာကောင်းတာဆိုတာက ရေစံနဲ့အလားတရံတူတယ်ရေစုံဆိုတာကတော့ဟောဒီမျက်နှာနိမ့်နိမ့်နေတယ်ပိုသိရေစုံဆိုတာတော့လှေလေးနဲ့သွားတဲ့အခါမှာရေစုံဆိုတက်တစ်ချက်မှမလှော်ပဲနဲ့ตาလေးထိုင်လိုက်တော့သူကသူရောက်သွားတယ်နော်လွှဲတယ်ရေစံကြတော့ တက်တချက်မရနဲ့ရရင်အထက်မတက်တော့ဆန်တဲ့နေရအေးသူတို့ရဲ့ဝါဒရေစုံတာနဲ့တူတယ်ပေါ့အဲ့ဒါလို့မြတ်စွာဘုရားနဲ့ခစ်ပြိုင်မှာအဲ့ဒါလို့ဟောတဲ့ပုံစံတွေရှိတယ်အဲ့တော့မြတ်စွာဘုရားကမဟုတ်ဘူးကံဆိုတာရှိတယ်